ဘဟာကိစ္စနာယာမကျောင်းတ်ကြီးရဲ့ပဒါနနယကတက်တော်ရှိကျေးဇူးတော်ရှင်တာဦးစရာတော်ဘုရားကြီးဗဒနာတေဇင်တာမဟာထေမြတ်ရဲ့ဘဝဖြစ်တော်စဉ်မှတမ်းမှာ ထူးခြားအံ့ဖွယ်အကြောင်းအရာတစ်ခုကို ထုတ်နှုတ်ဖော်ပြခြင်းပါလေဒီအကြောင်းအရာကိုဆရာတော်ဘုရားကိုယ်တိုင်ကရှင်းသားခဲ့တာဖြစ်ပါတယ်ဘလိုမျိုးမှတ်တမ်းထင်တာလဲဆိုတော့ဆရာတော်ဟာ ရှေဖုံရှိကံပင်နေညောင်းတော့လေညံစွမ်းဝရိယစွမ်းရှိလာလို့ရတာရင်တော့စေမျိုးနဲ့မိမိရဲ့ရူပကာယခန္ဓာကိုရုပ်ပြောင်း၍တော့တက်စွမ်းနိုင်ပါမူတရားတမ်းမှာပင်တရားမကတထောင်မကနေရတဲ့သဘောနိလက်အမှန်ဖြစ်ပါလေတဲ့ဆရာတော်ဘုရားကြီးဟာဟန်းငယ်ဘွားကကျမ်းမာရေးအလွန်ချွတ်တယ်တဲ့ဒါကြောင့်ငါရဟန်းငယ်ဘွားကအလွန်ချွတ်ချတယ်ဒါနဲ့ပဲဆရာတော်တပါးကပြားရင်လည်းရောပြီးနည်းနည်းစီ ဖုံးပေးဖို့ဆေးပြားအနေငယ်စွန့်လေဒါပေမဲ့ငါတခါတည်းနဲ့ယောဂလည်းပြောက်ချင်တော့ကုံဖုံးပေးလိုက်လို့တကိုယ်လုံးပူလောင်ပြီးတညာလုံးဝမ်းနေသွားတာကုဒီကလည်းမထရဘူးထိုးကြတာကအားရမကုန်တော့ဘူးရေချင်ချိုးမတက်တာသွားတယ်အဲ့ဒီချိန်ကစပြီးငါကျမကြီးအခြေအနေကောင်းလာတယ်ငါ့ကိုဆေးစွန့်ပေးခဲ့တဲ့ ဆရာတော်ကြီးနဲ့ပြန်နေတော့ဆေးကိုတခါလည်းနဲ့တပြီးတော့ကိုအောင်ဖုံးပေးလိုက်တယ်လို့ရှောက်တော့အများအယံအော်သွားတယ်လို့ဆရာတော်ဖျားကြီးကမိန်ပါလေဆရာတော်ဘုရားရဟန်းငယ်ဘုရားမှာလောကုတ္တရာစာပေတွေစီးပွင့်ရင်တစ်ဖက်ကအဂိယဆေးအနခတ်အစရှိတဲ့လောကီပညာရည်တွေလေ့လာပါလေဆရာတော်ဘုရားဟာအိန္ဒိယနိုင်ငံမှာအထုပ်ဝေတဲ့စေခြင်းများကိုလေ့လာပါလေခုကဆရာတော်ရဲ့ဗီဒီယိုထဲမှာနိုင်မကျော်ဆရာဝန်ကြီးဒေါက်တာ KM Nagadali ရေးသားတဲ့ India Material Medical လို့ခေါ်တဲ့ စေးကျန်းတစုံသာကျန်တော်ပြီးအခြားဆောင်တွေကပျောက်ရှားကုန်ပြီလို့ယူဆရပါလေအထူးသဖြင့်အဂိယပညာမှာယဟန်ငယ်ဘွားကလေးကထူးချွန်ပေါမြောက်ခင်ဟတူပါလေတကိစ္စနဲ့ပတ်သက်ပြီးငါလဲအဂိယထိုးတဲ့ဖုန်းကြီးတွေအရင်ကတော့ကြည့်မရဘူးကြည်လည်းမကြည်ညိုဘူးဒါပေမဲ့ငါကိုတွေ့ကြုံခဲ့မှုတယ်ပြောရမယ်ဆိုရင်ယဟန်တမကပြန်တော်မူကန်ဒီချိန်မှာ သူတပည့်တွေကို ခေါင်းတလုံးရှာခံပြီးခန္ဓာကိုယ်ကိုရေမချိုးနဲ့ပိုက်မခွဲနဲ့သင်္ကန်းဟောင်းတစုံထက်ခေါင်းကိုပိတ်ထားခုနှစ်ရက်ကြာမှဖွင့်ကြည့်လို့မှာခဲ့တာငါကိုတွေ့ကြုံမှုတွေသူရဲ့တပည့်တွေကလည်းဆရာတော်မှာတဲ့အတိုင်းဆောင်ရွက်ပြီးခုနှစ်ရက်ကြာမှဖွင့်တော့အဲ့ဒီဆရာတော်ကြီးကိုရှာမတွေ့တော့ဘူးဒါဟာကိုတွေ့ဖြစ်တယ်မယုံမရှိကြနဲ့ဆရာတော်တပားတော့ကလည်းမှာတဲ့အတိုင်းဆောင်ရွက်ကြပြီးဖွင့်ကြည့်တဲ့အခါကိုယ်တစ်ပိုင်းကပြာဖြစ်နေပြီးပုံစော်မနေဘူး ဒီလိုကိုယ်တွေ့ကြုံခဲ့တဲ့အတွက်တက္ကိဆောင်ငါငယ်စင်ကလေးကစီးပုခဲ့တယ်လို့ဆရာတော်ကြီးကမှိတ်ပါလေဆရာတော်စီမှာဓလုံးများစွာရှိပါတယ်ဗေဒလုံးလို့ဆိုတဲ့50ဆောင်အသေးရတောင်လေးတောင်ကိုចောင်းသားတွေကတင်းတင်းကြိုင်ကြပြီးဓလုံးကိုထက်တပည့်တွေကိုဖမ်းစေတယ်ဘသူမှဖမ်းမရညာခါကြောင်းဝင်နေဖြစ်လိုက်ရင်မိလုံးပေါ်မှာဝင်းလက်ပြီးလူတယောက်အရက်အမြစ်မှလှဲ့လန်နေတဲ့ထူးဆန်းတဲ့ပြဓာလုံးလည်းရှိပါတယ် ကျောင်းသားတွေကိုဖမ်းစီရမမိကြပဲဆရာတော်လိုရှိတဲ့ခါမှာလက်ထဲကိုပြန်ရောက်ပါလေဆရာတော်ဖရာရဲ့ကျောင်းတက်ကိုတာဦးကျောင်းတက်လို့လာလို့သိမြပါလေကျောင်းတက်အမည်အပြည့်စုံကတော့တာဦးကစ္စနာယာမကျောင်းတက်ပါမြန်မာလိုရွှေကျောင်းဆိုတဲ့အဓိပ္ပာယ်ပေါ့ဧက290ကျယ်ဝန်းတဲ့ကျောင်းကြီးပါဆရာတော်ဖရာကအနေရရှိတယ်စိုင်းဘုတ်ကိုဖြုတ်လိုက်လို့အမိတ်ရှိလို့ကစ္စနာယာမကျောင်းတက်ဆိုတဲ့စိုင်းဘုတ်ကိုဖြုတ်ပြလိုက်ရပါလေကျောင်းသားချို့ဟာကျောင်းတက်အတွင်း ရွှေတုံငွေစားချို့ကောက်ရပူတဲ့အဲ့ဒီတုန်းကចောင်းသားငယ်လေးတွေဖြစ်တဲ့ကိုသိန်းညို့ကိုအောင်ကဲအဆရှိတဲ့ចောင်းသားတွေဟာငပြောပင်နဲ့တရက်ပင်ဆဲဖို့မြေတူရကနေရွှေတုံရွှေစားတွေကောက်ရပါတယ်ဆရာတော်ဖျားကရင်တော့ကဒီနေရာမှာ အောင်ဘဆိုတဲ့ပုံကိုတူလောကီထွက်ရအောင်မြင်သွားခဲ့တယ်။သူလုတ်ခဲ့တဲ့ရွှေတို့ရွှေစတွေဖြစ်မယ်လို့မင်းရှိပူပါတယ်။ဆရာတော်ဘုရားဟာရွှေဖြစ်မဖြစ်စမ်းသက်ဖို့လေလို့လည်းဆိုပါတယ်။ဒီနေ့ဆရာတော်ဘုရားဟာ တကားကြီးတယောက်ဖြစ်တဲ့ဥပကြိုင်ခံမှာမိထုံငွေတင်းကားပြပြအလူခဲတော့မှာပါလေအကြီးရဲ့နီနဲ့ပြပြလိုက်တော့ရွှေတင်းကားဖြစ်ပါလေရွှေတင်းကားကိုဥေးမောင်ဆိုသူကိုစွန့်လိုက်ပါလေဝေးမော်လည်းရွှေတင်းကောင်းကိုရန်ကုန်မြို့မကိုလန်းရွှေစံမှာဘာဘူးကလောက်ကိုပြတော့ဘာဘူးကလောက်ကဒီလိုရွှေတင်းကောင်းမြို့နောက်ထပ်ဘလောက်ရှိလဲရသလောက်ဝယ်ယူလို့လဲလို့မှာပါလေဝေးမော်ကထူးဆန်းတဲ့ဟာဆိုပြီးဆရာတော်ဘုရားကိုခြောက်တော့ဆရာတော်ဘုရားက မောင်အေးမောင်ပြန်ပြောလိုက်ဒီတပြားတဲ့ ဒီတစ်ခါလေးရမယ်လို့မိမ့်ပါနေညာခါကျောင်းဝင်းတွင်မှာပြရရှင်တလုံးပြန်တန်းနေတာတစ်ခါတည်းရန်တွေ့ရပါတယ်ကျောင်းသားတွေလိုက်ဖမ်းတော့လည်းမမိပါဘူးဆရာတော်ဘုရားငယ်စဉ်ကတက္ကိစလ ీల ခဲ့ခြင်းမှာကျန်းကျန်းမာမာအသက်ရှည်စွာနဲ့တရားဓမ္မအကျင့်ကြံအားထုတ်ရန်နဲ့သာသနာအကျိုးတည်ပိုးဆောင်ရွက်လိုတဲ့ပုံပေါ်တွေကိုကူညီပေးဖို့အတွက်ရည်ရွယ်ခင်ဟန်တူပါလေဘွားခင်မမျိုးတန်လျက်စွန်းဆရာတော်ဥပုံညာဂျိုးဖြူဆရာတော်ဥက္ကံဆရာတော်စွန်းလုံးဆရာတော်ဘုရား တပည့်ကိုရင်ကြီးဥသွန်ထရာတို့ကိုလည်းကူညီပေးခဲ့ပူပါလေ။ဝါခေမမျိုးတစ်ဖက်ကရွာသိရက်ကွအတန်လျက်ဆုံးចောင်းဆရာတော်ဥပုံညာနဲ့ပတ်သက်ပြီး1980ခုနှစ်မလာတရနေ့ကပေါ့ဆရာတော်ဘုရားဟာတခါကဝါခေမမျိုးမှာဆရာတော်ဥပုံညာဆိုတဲ့ဆရာတော်ကြီးတစ်ပါးရှိခဲ့တယ်။ဥပုံညာမကြမ်းမမှာဖြစ်ပြီးလမ်းမလျှောက်နိုင်တဲ့အချိန်မှာသင်္ကန်းနွဲ့နွဲ့နဲ့ဦးစင်းလေးတစ်ပါးကကြွာလာပြီးဦးစင်းလေးကရွှေတမသားဆုမှာဘုရားတို့ဆရာတော်ရှောက်တော့အเจ้าမှာရှိတဲ့ဦးဦးစင်းလေးက အန်ကန်တို့ဦးစင်းပေါ်မြောင်းတင်ကဖြစ်တယ်နောက်တော့ဆရာတော်ဥပုံညာအမိတ်နဲ့ဦးစင်းလေးကိုရွှေတမက်သားရှောက်ဖွေစသောမျိုးဆွန်လိုက်ပါတယ်ဦးစင်းလေးလက်ရွှေကိုပြချပြီးပြားရည်နဲ့ရောဆက်ပြီးဆရာတော်ဥပုံညာကိုကတ်လှူပါတယ်ဆရာတော်ဥပုံညာဟာအဲ့ဒီဦးစင်းလေးကတ်လှူတဲ့ဆေးကိုဖုံးပေးပြီးနောက်ပြန်ချမ်းမာလာပါတယ်လမ်းလဲပြန်ရှောင်းလိုက်ပါတယ်ဆရာတော်ဥပုံညာဟာသင်္ကန်းနွဲ့နွဲ့နဲ့ဦးစင်းလေးကိုရှာခိုင်းပြီးမှဘယ်မှမရှာမတွေ့ဘူးလို့မိန့်တော်မူပါတယ်ရာတာယနာဆေးနဲ့ပတ်သက်ပြီး ရတာ IND ဆိုတဲ့တက်ဆေးမျိုးနဲ့ရတာရလနှစ်ပေါင်းထောင်တော်မကခံမြဲလာတဲ့အသွေးသားကိုလည်းပွားစေတယ်လို့ဆိုပါတယ်။ဒါကြောင့်ဆရာတော်ဘုရားဟာရတာရင်တော့ဆေးမျိုးကိုလည်းပေါ်ဆက်နိုင်တယ်လို့ဆိုပေမဲ့ဆက်သွားတယ်လို့တော့မကြဘူးပါဘူး။အသက်တော်ရှင်မင်းတည်တာကတော့တည်မယ်။ဖျားဟုတ်ကိုမလွန်ဆန်နိုင်ဘူး။ကိုခြင်းသဘောနာခြင်းသဘောတည်ခြင်းသဘောတရားဘယ်သူမှ တားလို့မရဘူးလို့မိန့်ပါတယ်။ လောကမှာနာတော်ကိုမနာစေရဘူးလို့အာမခံဝင်သူတူတယောက်မှမရှိဘူးလို့ဆရာတော်ဘုရားကမိန့်ပါတယ်။ထောင်သော28နောက်ပိုင်းမှာဆရာတော်ဘုရားကြီးဟာလောကုတ္တရာလုပ်ငန်းကိုတင်းတင်းကျပ်ကျပ်တိုးကကြင်ကြံအားထုတ်ပါတယ်။တက်ကိစ္စနဲ့ပတ်သက်ပြီးရှောက်ထားသူတွေကိုလည်းငါမီးပူမခံတော့ဘူးလို့မိန့်ပါတယ်။ဆရာတော်ဘုရားပေါ့မြော့အောင်မြင်ခဲ့တဲ့ဗဒါတ်ရှင်တလုံးတွေလည်းဘယ်ရောက်လို့ရောက်မှမသိတော့ပါဘူး။ဆရာတော်ဘုရားဟာ အဲ့ဒီတလုံးတွေကိုဆံရပိုင်ရာဒီစီပြန်ပြီးတော့လွှဲပို့ပေးလဟန်တို့ပါလေမဟာကိစ္စနာယာမှာကျောင်းတည်းကြီးရဲ့ပါဏနာယကသက်တော်ရှိကျေးဇူးတော်ရှင်တာဝုဆရာတော်ဘုရားကြီးရဲ့ဘဝဖြစ်တော်စဉ်မှာအကုန်လုံးဖော်ပြထားတာဖြစ်ပါလေနောက်ဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ